မင်္ဂလာပါမိတ်ဆွေများခင်ဗျာကျွန်တော်တို့နေဥရင်၅ခုဆွေးနွေးပြီးတဲ့နောက်မှာစွမ်းအားနယ်ပယ်မှာမရှိမဖြစ်လိုအပ်တဲ့နောက်ထပ်အရေးပါတဲ့နေဥရင်တခုဖြစ်တဲ့နေဥရင်၆ကိုဆက်လက်ရှင်းပြဆွေးနွေးပေးပါမယ်ခင်ဗျာနေဥရင်၆ဘယ်လိုနည်းနဲ့မဆိုအောင်ဆိုင်မှုကိုရယူပါဆလိုရင်းနဲ့အိဗယ်ဒီနေဥရင်ကတော့စွမ်းအားပိုင်ဆိုင်ခြင်းဟာမြင်နိုင်စွမ်းနဲ့တိုက်ရိုက်ဆက်ဆံနေတယ်ဆိုတာကိုအလေးပေးဖော်ပြထားတာဖြစ်ပါတယ်လူတွေအောင်ဆိုင်မှုခံရခြင်းဟာစွမ်းအားတစ်ခုပါပဲဘာကြောင့်လဲဆိုတော့တင်အားလူတွေရဲ့အတွေ့အထိမှာဆင်းသက်မပြရှိနေတဲ့အခါသူတို့ရဲ့လှုပ်ရှားမှုတွေကို လွှမ်းမိုးနိုင်လာလို့ဖြစ်ပါတယ်။အဓိကနှစ်သာရလူတွေအသင်းကိုလက်လို့မရှုံးမိပါသေးနဲ့။တဲတဲဆိတ်ဆိတ်နဲ့ထိရောက်တဲ့အလုပ်လုပ်တာကကောင်းပါတယ်။ဒါပေမဲ့ထိတဲ့ပိုးရေးကြည့်တာကတော့တင်လုံးနေတဲ့အရာကိုလူတိုင်းကသိအောင်တင်းကိုတရီထားမိအောင်လုပ်ချင်းပဲဖြစ်ပါတယ်။အမှောင်ထဲမှာပုံဝင်နေခြင်းဒီအားနေခြင်းဖြစ်ပါတယ်။ဘာကြောင့်အောင်ဆိုင်မှုကိုလိုအပ်ပါသလဲ။အနာကိုဖိတ်ခေါ်ခြင်းလူတွေအသင်းကိုအာရုံမဆိုင်တော့ရင်တင်းကိုမေ့သွားပါလိမ့်မယ်။တင်းကိုမေ့သွားတာနဲ့တင်းရဲ့ဆောင်းအားကအလိုလျောက်ရောကြသွားပါလိမ့်မယ်။အာနာရှိတဲ့သူတွေကမမြင်သာတဲ့သူတွေကိုလုံးဝအလေးထားမှာမဟုတ်ပါဘူး။ ကြောင်းမှုကိုဖြစ်ပေါ်စေခြင်းသင်ဟာထူးခြားတဲ့အမှုအကျင့်ဒါမှမဟုတ်ရုပ်ရည်အာဟောတဲ့နေရာလောက်ရာတစ်ခုကိုလောဆောင်တဲ့အခါလူတွေဟာသင်ကိုခမန်းအပ်ခဲ့တဲ့လူအဖြစ်မြင်လာပြီးသင်ပေါ်ကြောက်ရွံ့လာပါလိမ့်မယ်ကြောင်းမှုဟာဆောင်းအကူတိဆောက်ပေးပါတယ်နာမည်ဆိုးကိုတောင်အသုံးချခြင်းတခါတည်းရံမှာအကောင်းမြင်တဲ့ဂုဏ်သတင်းတွေထဲနာမည်ဆိုးနဲ့ကြော်ကြားတာကပိုတော်အာဏာရှိနိုင်ပါသေးတယ်အရေးကြီးတာကလူတွေရဲ့စိတ်ထဲမှာအစွဲလမ်းတစ်ခုအဖြစ်စွဲထည့်ကြရင်ဖို့ပါပဲဘလို့လောဆောင်တဲ့လေသင်ပါဝင်ခြင်းနဲ့လုံးဝမတူတဲ့အမှုအကျင့် ဝယ်စားဆင်ရင်မှုဒါမှမဟုတ်စကားပြောဟန်ကိုဖန်တီးပါလူတွေရဲ့အောင်ဆိုင်မှုကိုရယူမဲ့အံဩစေရာဒါမှမဟုတ်ထိတ်လန့်စရာလုပ်ရတဲ့ခုကိုလှုပ်ဆောင်ပါဒရမာဖန်တီးပါတိုက်ခိုက်မှုဒါမှမဟုတ်ပြင်းထန်တဲ့ပဋိပက္ခတွေကိုတမင်တကာဖန်တီးခြင်းအပြင်လူတွေရဲ့အာယုံကိုတင့်စီကိုဆွဲခေါ်ပါတို့တော့နီဥပဒေ40ခုကိုတရိယာပါအောင်ပွဲခံပြီးရက်တန့်တတ်ပါသည်စွမ်းမဖက်ကောင်းအောင်ပြုမှုတင်ဟာလူတွေအလိုတကူမရနိုင်တဲ့အရာတစ်ခုသို့မဟုတ်လှုပ်ဝက်ဆန်းကြတဲ့သူတယောက်လိုပုံခေါ်ပါနီဥပဒေ၄နဲ့နီဥပဒေ၃ကိုပေါင်းစပ်အသုံးပြုပါ တမိုင်းဝင်ဥပမာအနေနဲ့ပြောင်ဝဲများဖန်တီးသူ PD ဘာနဲ့ဟာဒီနှူးပရိကိုအကောင်းဆုံးသုံးချခဲ့သူဖြစ်ပါတယ်။ဘာနဲ့ဟာသူ့ကိုသူအမေရိကရဲ့မဟာလယ်သားသူအဖြစ်နာမည်ပေးခဲ့ပါတယ်။သူအမြဲတမ်းလူတွေရဲ့အအောင်ဆိုင်မှုကိုရရှိဖို့အတွက်မယုံနိုင်တရားလို့ထင်ခဲ့ရတယ်။တခါတည်းရန်အတူရောင်ဖြစ်တဲ့ပြောင်ဝဲတွေကိုဖန်တီးခဲ့ပါတယ်။သူ့ရဲ့ပြောင်ဝဲတွေမှာဝေဖန်ခံရပေမဲ့လူတွေကဝေဖန်ဖို့အတွက်ပဲဖြစ်ဖြစ်လှည့်သားခံရတာကိုသိကျင်လို့ပဲဖြစ်ဖြစ်သူ့စီကိုရောက်လာကြပါတယ်။ဘာနဲ့ဟာမကောင်းတဲ့နာမည်ထွက်တာတဲ့ လုံးဝနံမီမထွက်တာကပိုဆိုးတဲ့ဆိုးတဲ့အတွင်းနဲ့အောင်ဆိုင်မှုကိုအမြဲတမ်းရယူခဲ့ပြီးအောင်မြင်ခဲ့ပါတယ်။နှစ်ချုပ်အပြင်လူကတင့်ကိုအချိန်တော်ကြာလက်လူရှူထားရင်သူတို့ကတင့်ကိုအလွယ်တကူဖယ်ရှားပြစ်ပါလိမ့်မယ်။ဒါကြောင့်တင်ဟာပြပွဲတစ်ခုဖြစ်ရပါမယ်။အမြဲတမ်းရွေးချားနေပါ။အမြဲတမ်းလိုအပ်ဆန်းကျင်နေပါ။ပြီးတော့သူတို့ရဲ့အမြင်အရုံကိုဘယ်တော့မှမလွတ်ပါစေနဲ့။ဟုတ်ကဲ့မိတ်ဆွေများခင်ဗျာ။ကျွန်တော်စာအပိုင်းတန်မှုဆိုင်ရာနယူဝရီ48ချက်တဲ့ကနောက်ထပ်အရေးပါတဲ့နယူဝရီတခုဖြစ်တဲ့နယူဝရီခွန်ကိုဆက်လက်ရှင်းပြဆွေးနွေးပေးပါမယ်ခင်ဗျာနယူဝရီခွန် တခြားသူရဲ့ကျိုးသောအားထုတ်မှုတွေကိုတင်းအတွက်သုံးချပါဒါမှမဲ့အမြဲတမ်းကိုယ်တိုင်ဂုဏ်ယူမှုပြုပါဆိုလိုရင်းရဲ့အတိပဲဒီနည်းဥပဒေကတော့စွမ်းအပိုင်ဆိုင်သူတို့ကအချိန်နဲ့စွမ်းအကိုထိရောက်သောဆင်မခံွက်သူဖြစ်ရမယ်ဆိုတဲ့ယူဆကိုအခြေခံထားပါတယ်စွမ်းအကိုအမြဲတမ်းထိသိချင်းသူတွေအတွက်ကိုယ်တိုင်ကျိုးသောအားထုတ်မှုတွေကိုရှော့ချပြီးသူများရဲ့လောအားနဲ့စိတ်ကူးတွေကိုအခမဲ့အသုံးပြုရဖို့လိုအပ်ပါတယ်အဓိကနှစ်သာရတင်းရဲ့လောအားကိုအနည်းဆုံးဖြစ်အောင်လုပ်ပါတခြားသူရဲ့စိတ်ကူးများအချိန်နဲ့ကျိုးပန်းအားထုတ်မှုများကိုအမြဲတမ်းသုံးချပါ ဒါပေမဲ့ရလကောင်တွေထွက်လာတဲ့အခါအတိမတ်ပြုခြင်းကိုတင်ကိုယ်တိုင်သာယူပါဒါမှသိရစွာပူပူကြီးမားလာစေမှာဖြစ်ပါလေ။ဘာကြောင့်ဒီလိုလုပ်တင်တာလဲ။အချိန်နဲ့စွာသက်သာခြင်းအခြားသူတွေလိုအပ်ကိုအသုံးပြုခြင်းအပြင်သိရစွာရတဲ့အချိန်ကိုပုံပုံမြင်မာတဲ့မဟာဗျူဟာမြောက်လုပ်ငန်းတွေမှာဒါမှမဟုတ်အပန်းပြေခြင်းတွေအတွက်အသုံးဆွနိုင်ပါလေ။မြင်မာတဲ့ပုံရိပ်ကိုတည်ဆောက်ခြင်းအောင်မြင်မှုအလုံးရဲ့ဂုဏ်ယူမှုကိုတင်ယူလိုက်တဲ့အခါလူတွေကအသင့်ကိုစူပါပါပါရှိသူတူဦးတဲ့ဆိုင်ပြည့်ရှိသူမြင်လာပါလိမ့်မယ်။မဟာဗျူဟာကိုဆက်လက်အစဉ်မပြတ်ဖန်တီးခြင်း တင်ရယုံပိုင်းဆိုင်ရာအရာပင်မမှုမရှိတဲ့အတွက်ဆေးပိုင်းဆိုင်ရာအရာအများနဲ့လက်သတ်နေပြီးရှေ့သက်မဲ့ပြည်ဝတွေကိုစဉ်းစားနိုင်ပါမယ်။ဘလို့လောဆောင်တင်လဲအသုံးချနေစံပြပုဂ္ဂိုလ်ကိုရှာဖွေပါကိုယ်တိုင်ပင်မမမဲအစားအနေမစားပါနဲ့တင်းချက်ကလူတွေရဲ့အလို့သူတို့ရဲ့စိတ်ကူးတွေဒါမှမဟုတ်သူတို့ရဲ့တည်ထွင်မှုတွေကိုယူပါပြီးရင်အရာကိုပုံမကောင်းမအောင်လုပ်ပြီးတင်းရကိုယ်ပိုင်အရာဖြစ်ပြန်လေတင်ပြပါပူပေါင်းဆောင်ရွက်သူများကိုအသုံးချပါအခြားသူတွေကို သူတို့ရဲ့စိတ်ကူးတွေကြိုးစားအားထုတ်မှုတွေအတွက် ချင်းမွန်ညင်သို့မဟုတ်စုပွေးချင်းတွေလုံနိုင်ပါတယ်ဒါပေမဲ့အများပြည်သူတွေကြားမှာတော့အဲ့ဒီအောင်မြင်မှုရဲ့အဓိကအုတ်မြစ်ဟာတင်းရဲ့စီမံခန့်ခွဲမှုညွန်ကြားမှုကြောင့်ဖြစ်တယ်လို့ပြောဆိုဖော်ပြပါရှုံးနေမှုကိုရှောင်ပါအကယ်၍အလို့တစ်ခုမှရှုံးနေသွားပါကအဲ့လို့ကိုလုံဆောင်ခဲ့တဲ့သူကိုအပြစ်ပုံချလိုက်ပါနေဦးတွေနဲ့ဆက်ချောင်းတင်းလက်တွေကိုတန်ရှင်းအောင်ထားပါကိုတတိယပါတမိုင်းဥပမာအနေနဲ့နာမည်ကြီးတီထွင်သူတောမက်အရီစင်ဟာဒီနေ့ဥပဒေကိုအကောင်းဆုံးကျင့်သုံးခဲ့သူတွေထဲမှာပါဝင်ပါတယ်အဲ့ဒီတဲ့ဟာသူ့ရဲ့တက်ခွက်ကမှာပါရမီရှင်အင်ဂျင်နီယာတွေနဲ့ တိဗက်ပညာရှင်များကိုအများပြားခန့်အပ်ထားခဲ့ပါတယ်။သူဟာသူတို့စီကနေစိတ်ကူးတွေမူလပုံစံတွေကိုရယူခဲ့ပြီးအဲ့ဒီအရာတွေကိုသူ့ရဲ့နာမည်နဲ့မူပိုင်ခွင့်တွေမှတ်ပုံတင်ခဲ့ပါတယ်။ဥပမာအားဖြင့်တရက်စင်မီဒီယာရဲ့အသေးစိတ်တီထွင်မှုဟာသူ့ရဲ့လက်အောက်ငါးသားတွေစီကစိတ်ကူးတွေအများကြီးပါဝင်ခဲ့ပါတယ်။သူဟာသူ့ကိုယ်သူတီထွင်ပန်းနည်းမှုစက်ယုံပိုင်ရှင်အဖြစ်ပုံဖော်ခဲ့ပါတယ်။အောင်မြင်မှုအလုံးဟာသူ့ကိုယ်တိုင်စီစဉ်ညွှန်ကြားခဲ့လို့သာဖြစ်တယ်လို့အများသူကယုံကြည်ခဲ့ကြပါတယ်။အနည်းချက်အားဖြင့်စွမ်းပိုင်ဆိုင်သူတို့ဟာသူ့ကိုယ်ပိုင်လောကကိုသာအကူနေသူမဟုတ်ပါဘူး။ သူဟာအခြားသူတွေရဲ့လောအားကိုပါထိထိရောက်ရောက်အသုံးချနိုင်သူဖြစ်ပါတယ်။သူတို့ရဲ့ပခုံးပေါ်မှာယက်တီပါ။ပြီးရင်ကောင်းချီးမင်္ဂလာနဲ့ဂုဏ်ပြုမှုကိုသင်ကိုယ်တိုင်ယူပါ။ဒီနည်းဥပဒေခွန်ရဲ့ရှင်းလင်းချက်ကိုမိတ်ဆွေတို့နားလည်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့။ကျွန်တော်တို့ဆားပိုင်တိုင်းမှုဆိုင်ရာနည်းဥပဒေ၄၈ချက်ထဲကနောက်ထပ်ထိရောက်တဲ့နည်းဥပဒေတစ်ခုဖြစ်တဲ့နည်းဥပဒေ၈ကိုဆက်လက်ရှင်းပြဆွေးနွေးပေးပါမယ်ခင်ဗျာ။နည်းဥပဒေ၈အခြားသူတွေကိုသင်စီခေါ်ဆောင်လာပါ။လိုအပ်ပါကမြှုပ်ဆွဲပါ။ဆိုလိုရင်းတဲ့အဓိပ္ပာယ်ကတော့ ဒီနည်းဥပဒေကတော့စာအုပ်ကိုရယူရမှာထိန်းချုပ်မှုရဲ့အရေးပါပုံကိုဖော်ပြထားပါတယ်။တင်ကိုယ်တိုင်ကပြိုင်ဘက်တွေစီတောင်းရောက်ခြင်းသို့မဟုတ်သူတို့ရဲ့အလင်းစလိုချင်းကတ်ခြင်းဟာတင့်ရဲ့စာအုပ်ကိုရော့ကျစေပါတယ်။အဲ့ဒီအစားသူတို့ကတင့်စီကိုမပြစ်မနေရောက်လာအောင်ဆက်တောင်းခြင်းအပြင်ကသာဘွက်ကိုတင်ရထိန်းချုပ်သူဖြစ်လာပါလိမ့်မယ်။အရေးကနဲ့သာတော့တင့်ရဲ့လှုပ်ဆောင်မှုတွေကိုအခြားသူတွေကလိုက်လာရတဲ့အနေအထားတစ်ခုဖြစ်အောင်ဖန်တီးပါသူတို့ကတင့်နယ်မြေတွေကိုရောက်လာတဲ့အခါသူတို့ရဲ့လှုပ်ဆောင်ချက်တွေဟာတင့်ရဲ့အစီအစဉ်တိုင်းဖြစ်လာပါလိမ့်မယ်။ တို့ရဲ့အချင်းစွမ်းနဲ့အအောင်ဆိုင်မှုတွေကိုသင်္ကာပဲပိုင်ဆိုင်သွားပါလိမ့်မယ်။ဘာကြောင့်တို့ကိုလာသေးတဲ့နာလဲ။လုံခြုံမှုနဲ့ထိန်းချုပ်မှုတင်းရဲ့နေမြေတင်းယုံငန်းတင်းရဲ့ပတ်ဝန်းကျင်မှာဆွေးနွေးခြင်းတိုက်ခိုက်ခြင်းဟာတင်းကိုပုံမလုံခြုံစေပြီးအခြေအနေကိုအမြဲထိန်းချုပ်ထားနိုင်ပါလိမ့်မယ်။ပြန်မဲ့ရာရင်းနှီးမှုမရှိတဲ့ပတ်ဝန်းကျင်မှာစိတ်ပိုင်းဆိုင်ရာအားနဲ့ပါလိမ့်မယ်။စွမ်းရင်ခြေရွာခြင်းတင်းကပြန်မဲ့တွေကိုလိုက်နေရင်စွမ်းရင်တွေအခြေအနေဟာအလဲဟတာကုန်ဆုံးပါလိမ့်မယ်။ပြန်မဲ့တွေကိုလာသေးခြင်းအပြင်သူတို့ကစွမ်းရင်တွေကုန်ဆုံးပြီးပြန်မဲ့လာတဲ့အတွက် သူတို့ရဲ့ခုခံနိုင်စွမ်းရောကြသေးပါလိမ့်မယ်။အလင်းစလုံးမပြည့်ချင်းသူတို့ကတင့်တီရောက်လာတဲ့အခါသူတို့မှာတခုခုလိုချင်တဲ့လိုအပ်ချက်ရှိနေပြီဆိုတာကိုပြသပါတယ်။သူတို့ကပို့ပြီးအလင်းစလုံးလုပ်ချင်နေတဲ့အတွက်တင်ကတော့ဆယ်ရီလက်အီးနဲ့အသာစီးကနေဆက်ဆံနိုင်ပါတယ်။ဘလို့လောဆောင်တင်လဲအသုံးချနေ။ညှိုးချင်းပြန်ဘက်ကလိုချင်မှန်မောနေတဲ့စုလက်စိတ်ကူးသူမဟုတ်အခွင့်အရေးတခုကိုဖန်တီးပါသူတို့မရရအောင်ကြိုးစားကျင်လာတဲ့အထိဆွဲဆောင်ပါဥပမာကြီးမားသော စာချုပ်အရေးပါသောရာထူးတို့ခု တရင်ချက်လက်ကိုထိန်းချုပ်ခြင်းသင်သာသိနိုင်တဲ့သူတို့မရနိုင်တဲ့အရေးကြီးတဲ့တရင်ချက်လက်တွေကိုကင်ထားပါဒါမှသူတို့ကအဲ့ဒီတရင်ချက်လက်တွေအတွက်တင်းစီကိုမလာမဖြစ်လာပါလိမ့်မယ်တုံ့ပြန်မှုကိုဆောင်ပါတရက်တိုက်ခိုက်ခြင်းကိုရှောင်ပါပြန်မက်ကတင်းကိုချင်းချောက်လာတဲ့အခါဆောင်းတိုင်းမှာသူတို့ရဲ့ဒေါသနဲ့အဆိုးရိမ်စိတ်ကသူတို့ကိုတင်းနဲ့မျက်စီကိုအမားလုပ်ပြီးရောက်လာစေပါလိမ့်မယ်တမိုင်းဝင်ဥပမာအနေနဲ့ဂျာမနီရဲ့အီဂရစ်ဝီရီယန်နဲ့ဝန်ကြီးချုပ်ဟောင်းအော်တိုဘွန်ဘော့စမာဟာသူတို့ရဲ့ဆက်တမ်းကြီးမှာဒီနီဦးတွေတွေ့ရနိုင်ပါတယ် အာနာကိုဆုံးလုပ်ခဲ့ရတဲ့ဘက်ရှမားဟာသူ့ရဲ့နေမြေကနေငြိမ်းချမ်းသွားနေထိုင်ခဲ့ပြီးဘာမှမလုပ်ရှားခဲ့ပါဘူး။ဒါပေမဲ့အေဂရစ်ဝီရီယန်နဲ့ဟာနိုင်ငံရေးအရာအမှားတွေလုပ်မိတဲ့အခါသူဟာဘက်ရှမားရဲ့ဉာဏ်ပညာကိုလိုအပ်လာပြီးဘက်ရှမားစီကိုတောင်းပန်ပြီးလာရောက်အကြံဉာဏ်တောင်းခံခဲ့ပါတယ်။ဘက်ရှမားဟာသူနေတဲ့နေရာမှာညီသက်သာထိုင်နေုံနဲ့တင်အေဂရစ်လိုအာနာရှိတဲ့သူကိုတော့သူ့စီလာစေဖို့စောင့်ဆောင်နိုင်ခဲ့ပါတယ်။သူကသူ့ရဲ့အနေထားကို လုံခြုံသာထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။အနည်းချက်အားဖြင့်တင်းကိုသူတို့လိုက်ရှာပါသည် တင်ကလိုက်ရှာသူမဖြစ်ပါသေးနဲ့ဆောင်းဆန်းကြီးနဲ့ဆွဲတော်ခြင်းဟာစွမ်းအားရဲ့အခြေခံကြသောစည်းကမ်းချက်များဖြစ်ပါတယ်ပြိုင်ဘက်ကတည်တည်ရောက်လာတဲ့အခါအခြေအနေကတင်လို့ခြင်းတဲ့အတိုင်းဖြစ်လာပါလိမ့်မယ်မိတ်ဆွေများခင်ဗျဒီနည်းဥပဒေရှိရဲ့ရှင်းလင်းချက်ကိုမိတ်ဆွေတို့နားလည်မယ်လို့ယုံကြည်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့စွမ်းအားပန်ဆိုင်မှုဆိုင်ရာနေဥပဒေ48ချက်ထက်ကနေဥပဒေကိုကိုဆက်လက်ရှင်းပြဆွေးနွေးပေးပါမယ်ခင်ဗျာမိတ်ဆွေများခင်ဗျာနေဥပဒေကိုအပြုအမူနဲ့အောင်မြင်မှုအပြင်အနိုင်ရပါညှိကိုခြင်းအပြင်မဟုတ်ပါဘူးဆိုလိုရင်းတဲ့အတိတ်ပဲ ဒီနည်းဥပဒေကတော့စာအုပ်ကိုတည်ဆောက်ရမှာလုံဆောင်ချက်ဟာစကလုံးထဲပို့ပြီးထိရောက်တယ်ဆိုတဲ့အချက်ကိုအလေးပေးထားပါတယ်။တင်ရစကားတွေအများကြီးပြောပြီးညှင်းကုန်နေခြင်းအပြင်တင်းရဲ့အာဏာကိုတကယ်တမ်းခိုင်မအောင်လုံဆောင်နိုင်မှာမဟုတ်ပါဘူး။အဓိကအနစ်သာရစကားပြညှင်းကုန်ခြင်းကိုရှောင်ပါ။ညှင်းကုန်ခြင်းကခက်တဲ့အာဏာရပြီမဲ့ရေရှည်မှာတင်ပါပဲပြောပြောတင်းအမြင်ကိုမထောက်ခံတဲ့သူတွေရဲ့စိတ်နှလုံးကိုမပြောင်းလဲနိုင်ပါဘူး။အဲဒီစားတင်းရဲ့အောင်မြင်မှုနဲ့ရလာကောင်းတွေကတင်းရဲ့ပြောစကားမှန်ကန်ကြောင်သက်သေပြပါစေ။ဘာကြောင့်ညှင်းကုန်ခြင်းကိုရှောင်နေတာလဲ။ အပြင်မကင်းကြောင်တက်တည်ပြခြင်းတေသကားမမညင်းခုလေးလေးတင့်ရဲ့မှန်ကန်မှုကိုတက်တည်ပြဖို့မလုံမလောက်ဖြစ်နေတယ်လို့လူတွေကထင်မြင်လာပါလိမ့်မယ်။အောင်မြင်တဲ့လူရတွေကတော့ညင်းခုမှုမဟုတ်ပဲကိုယ့်ဘာသာကိုတက်တည်ပြပြီးသားဖြစ်ပါတယ်။မိသူကိုရန်သူဖြစ်စေခြင်းညင်းခုခြင်းမှာတင်နိုင်ရသွားရင်တော့တင့်ပြန်ဘက်ကစိတ်နာသွားပြီးနောက်ကမှတင့်ကိုဆန့်ကျင်ဖို့ကြိုးစားပါလိမ့်မယ်။ဒါဟာတင့်ရဲ့ဆောင်းရတွေအတွက်ရည်ရှိအန္တရာယ်ဖြစ်လာသေးပါတယ်။အချိန်ကုန်ခြင်းအချိန်ကုန်ခံပြီးအိဗယ်မရှိတဲ့ညင်းခုမှုတွေမှာပါဝင်နေမယ်ဆိုအဲ့ဒီအချိန်ကုန်တင့်ရဲ့ဆောင်းရကိုမြင့်နေပေးမယ်။ ောင်မြင်တဲ့လှုပ်ဆောင်ချက်တွေလို့ကိုအသုံးပြုသင့်ပါတယ်ဘယ်လိုလှုပ်ဆောင်သင့်တာလဲလောရအပြင်သက်သေပြပါတင်းရဲ့ယူဆမှန်ကန်ကြောင်းစကားနဲ့ရှင်းပြနိုင်မယ့်အစားအဲ့ဒီယူဆအတိုင်းလှုပ်ဆောင်ပြီးရလကောင်းတွေကိုပြသလိုက်ပါရလတွေကစကလုံးတွေထက်ပုံမူကျေလောင်စွာပြောနိုင်ပါတယ်တန်တရားဖြစ်သူကိုတိတ်သိသိချင်းတင်းကိုတန်တရားဖြစ်နေတဲ့သူတွေရဲ့မှားယွင်းမှုတွေကိုကိုယ်တိုင်ဝန်ခံခိုင်းဖို့မလိုပါဘူးတင်းရဲ့အောင်မြင်မှုကပဲသူတို့ရဲ့တန်တရားကိုတိတ်သိသိပါလိမ့်မယ်ရင်းချင်းမှုနဲ့လေးစားမှုတင်းချင်းခုံဖို့အခွင့်အရေးရရှိရင်တော့မှ ရင်ကျိသွားနဲ့ဒိနေသွားနောက်ထုတ်လိုက်ပါနောက်ပိုင်းမှာတင်းရဲ့လှုပ်ဆောင်ချက်အောင်မြင်တဲ့အခါသူတို့ကတင်းကိုအသေးမပြုဖို့လို့ပို့ပြီးလောက်ကူလာပါလိမ့်မယ်တမန်ဝင်ဦးမာအနေနဲ့အီတလီခေတ်စမ်းသပ်ပကြီးပညာရှင်မိုက်ကယ်အန်ဂျယ်လိုဟာသူ့ရဲ့ပြိုင်ဘက်တွင်နဲ့အမြဲတမ်းညှင်းကုန်စရာရှိခဲ့ပါလေပိုယန်မင်းကြီးဂျူလီယာတူအတွက်ဖခင်ကြောင့်တကြောင်ရဲ့မျက်နှာချက်ကိုပကြီးဆွဲဖို့တောင်းဝန်ယူတဲ့အခါဗရာမန်ဒီလူပြိုင်ဘက်တွေဟာသူဟာပကြီးဆရာမဟုတ်ဘူးဘဘူးဆရာသာဖြစ်ကြောင်းဝေဖန်ညှင်းကုန်ခဲ့ကြပါတယ်မိုက်ကယ်အန်ဂျယ်လိုဟာသူ့ရဲ့စကားလုံးတွေနဲ့ပြန်လည်ညှင်းကုန်မနေခဲ့ပါဘူး အဒီစာသူဟာစစ်သည်ဘုရားကြောင့်မျက်နှာချက်ကိုကဘာပေါ်မှာအကောင်းဆုံးပကြီးကလက်ရတစ်ခုအဖြစ်ဖန်တီးပြသခဲ့ပါတယ်။သူ့ရဲ့လုံရက်နဲ့ရလကတာပြိုင်မဲ့တွေရဲ့ငင်းကုန်မှုအလုံးကိုလုံးဝတိတ်ဆိတ်သွားစေခဲ့ပြီးသူ့ရဲ့အမှုပညာဆောင်အကူကဘာကအတိမတ်ပြုစေခဲ့ပါတယ်။အနည်းချက်အပြင်စကားပြေအနိုင်ယူခြင်းကတင့်ကိုခဏတာကျင်းတတ်စေပါလိမ့်မယ်။သို့သောလုံဆောင်ချက်ဖြင့်အနိုင်ယူခြင်းကတော့ရေရေတီးတန်းတဲ့ဆောင်အကူပေးပါလိမ့်မယ်။စကားလုံးတွေကိုတင်းပါတင့်ရဲ့ရလတွေကသာတင့်အတွက်စကားပြောပါစေ။ဒီနည်းဥပဒေကိုရဲ့ရှင်းလင်းချက်ကိုမိတ်ဆွေတို့နားလည်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ကျွန်တော်သာပါတယ်မှုဆိုင်ရာနေဥပဒေ48ချက်တက်ကနေဥပဒေ30ကိုဆက်လက်ဆွေးနွေးရှင်းပြပေးပါမယ်ခင်ဗျာနေဥပဒေ30ကုစားရတဲ့မပြောရှင်းသူတွေကိုရှောင်ပါတနည်းအားဖြင့်ကံမကောင်းတဲ့သူတွေအလကီးတွေကိုရှောင်ပါဆိုလိုရင်းနဲ့အိဗေကဒီနေဥပဒေကတော့ဆောင်းကိုတိဆောက်ရမှာတိမှန်ဝင်ကျင်ရဲ့စိတ်ပိုင်းဆိုင်ရာလွန်မှုမှုကိုအလေးပေးဖော်ပြထားတာဖြစ်ပါတယ်လူတွေရဲ့စိတ်ကံစားမှုကံမကောင်းမှုနဲ့အဆိုးမြင်ဝါဒတွေဟာကုသတတ်တဲ့အရာတွေဖြစ်ပါတယ်။အဓိကနှစ်တာတော့ကံမကောင်းသူတွေအမြဲတမ်းစိတ်ဆင်းရဲနေတဲ့သူတွေ ဒါမှမဟုတ် drama တွေဖန်တီးနေသူတွေနဲ့ဝဝေးနေပါသူတို့ရဲ့မကောင်းတဲ့ဆွဲရင်နေမှိုင်းဆုံးပြချက်တွေဟာတင့်ကိုပါဆွဲချသွားနိုင်ပါလေတင့်ဟာပျော်ရှင်သူတွေအကောင်းမြင်သူတွေနဲ့သာပေါင်းတင်ပါလေဘာကြောင့်ဒီလိုလူတွေကိုရှောင်နေတာလဲဆေဘက်ဆိုင်ရာကူးစက်ခြင်းလူတို့ရဲ့စိတ်ခံစားမှုဟာအခြားသူတွေကိုအလွယ်တကူကူးစက်နိုင်ပါလေအဆုံးမြင်သူတွေရဲ့ဘေးမှာအချိန်ကြာကြီးနေထိုင်ရင်တင်ဟာကိုယ့်ကိုမတိပဲစိတ်တက်ကြလာပြီးအဆုံးမြင်လာနိုင်ပါလေပျက်စီးသေးသောသုံးပြချက်များကံကောင်းသူတွေဟာသူတို့ရဲ့ကံကြမ္မာဆိုးကို သူတို့ရဲ့မိုင်မဲတဲ့ဆုံးဖြတ်ချက်တွေကြောင့်ဖြစ်ရတာပါသူတို့ရဲ့အကြံဉာဏ်တွေကိုလိုက်တာမိပါကသင်မှာသူတို့လိုမျိုးဆိုးရတဲ့အခြေအနေကိုရောက်ရှိသွားနိုင်ပါတယ်အချိန်ပြုံးခြင်းဆက်ရရနေသူတွေကိုနှိမ့်သိပေးဖို့သူတို့ရဲ့ပြဿနာတွေကိုဖြေရှင်းပေးဖို့ကြိုးစားခြင်းဟာအဖို့တန်တဲ့စွာရင်နဲ့အချိန်တွေကိုဖြုံးလိုက်ရရောက်ပါတယ်ဘယ်လိုလုပ်ဆောင်သင့်လဲအသုံးချနေဝေးကွာသွားနေထိုင်ပါကံမကောင်းတဲ့သူတို့သို့မဟုတ်အမြဲတမ်းပြဿနာရှာသူတို့ကိုသတိထားမိတာနဲ့ချက်ချင်းအသက်အရွယ်ဖြတ်တော့ပါသူတို့နဲ့ဆက်ဆံရေးကိုလျှော့ချပါအကာအကွယ်ဖြစ်အသုံးပြုပါ တခါတည်းကံမကောင်းတဲ့သူဒါမှမဟုတ်ပြည့်သိနေတဲ့သူတွေကိုတည့်ရဲ့ရန်သူဖြစ်အောင်အသုံးပြုပြီးတင်းတဲ့တင်းဖွဲ့သားတွေကြောင့်မှစီလုံးမှုကိုဖန်တီးနိုင်ပါတယ်။နေဥပဒေ၄၀နှစ်ကိုကြည့်ပါ။ပြည့်စုံမှုနဲ့အောင်မြင်မှုကိုရွေးချယ်ပါ။တည့်ရဲ့ပံ့ပိုးခြင်းကိုအကောင်းမြင်သူတွေတက်ကြသူတွေနဲ့အောင်မြင်သူတွေနဲ့တူတာဖွဲ့စည်းပါ။သူတို့ရဲ့စွမ်းအင်ကတင်းကိုဆွဲတင်ပေးပါလိမ့်မယ်။တမောင်းဝင်ဥပမာအနေနဲ့နမ်မီယောကားကြီးတဲ့နဲ့မူဝက်များရဲ့နှလုံးသားကိုဖန်သားနိုင်သူလိုလာမွန်စတာရဲ့ဘဝကိုကြည့်ပါ။ လောလဟာသူ့အဆက်အသွယ်လုပ်တဲ့အမျိုးသားတွေကိုအလွယ်တကူလွှမ်းမိုးနိုင်စွမ်းရှိခဲ့ပါတယ်။လောလဟာသူ့အဆက်အသွယ်လုပ်တဲ့အမျိုးသားတွေကိုအလွယ်တကူလွှမ်းမိုးနိုင်စွမ်းရှိခဲ့ပါတယ်။ဒါပေမဲ့သူမဟာသူမရဲ့အဆုံးမြင်တဲ့ဒေါသကြီးမှုနဲ့မတည်ငြိမ်တဲ့ဇေယျကြောင့်နာမည်ကြီးခဲ့ပါတယ်။ဘယ်ဗီရီးယားဘုရင်လူးဝစ်တက်ဟာလောလနဲ့တွဲပြီးတဲ့နောက်မှာသူ့ရဲ့နာမည်ကောင်းတွေနိုင်ငံရေးဆိုင်ရာတွေဆုံးရှုံးခဲ့ရပြီးနောက်ဆုံးမှာရာလုကနေနှုတ်ထွက်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။လောလရဲ့စိတ်ဓာတ်ကြပြီးမတည်ငြိမ်တဲ့ဆိုင်ရင်ကဘုရင်ရဲ့နိုင်ငံရေးဆုံးဖြတ်ချက်တွေနဲ့ဘဝကိုပါအဆိုးရွားစွာကူးစက်ပျက်စီးစေခဲ့ပါတယ်။ နည်းချက်အပြင်ဆွာပိုင်ဆိုင်မှုဆိုတာတင်းရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ကိုယ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်မှုကိုထိန်းသိမ်းခြင်းနဲ့ပါဝင်ပါတယ်။မကောင်းတဲ့ဆွာရင်ညီကံမကောင်းသူတွေရာယောဂပို့လို့တင့်ကိုကူးစက်နိုင်ပါတယ်။တင့်မဝင်ကြီးကိုစစ်ထုတ်ပါ။ဒါမှတင့်အောင်မြင်မှုလမ်းကြောင်းပေါ်ကိုဆက်လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။မေတ္တာများခမဒီနယူပရီ30ရဲ့ရှင်းလင်းချက်ကိုနားလည်မယ်လို့ယုံကြည်ပါတယ်ခမ။ဟုတ်ကဲ့ကျွန်တော်တို့ဆွာပိုင်ဆိုင်မှုဆိုင်ရာနယူပရီ48ချက်တက်ကနယူပရီ7ကိုဆက်လက်ရှင်းပြဆွေးနွေးပေးပါမယ်ခမ။နယူပရီ7လူတွေကိုအသိပေါ်မိကိုလောင်အောင်လုပ်ပါ။ ဆိုလိုရင်းနဲ့အဲ့ဒီကဒီနည်းဥပဒေကတော့စွမ်းအားတည်မြဲဖို့အတွက်လုံခြုံမှုကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုဖော်ပြပေးထားပါတယ်။တင်ရဘလောက်ပဲကောင်းမွန်တဲ့သူဒါမှမဟုတ်ချစ်ခင်ရတဲ့သူဖြစ်နေပါစေ။တချင်မှာတင့်နေရကိုအစားထုတ်ခံရဖို့ဒါမှမဟုတ်တင့်ကိုဖျားခံရဖို့အခွင့်အရေးရှိပါတယ်။ဒါပေမဲ့တင့်ကိုလိုအပ်နေသေးရတော့တင့်ကိုဘယ်သူမှမထီရဲပါဘူး။အရိကနှစ်သာရာလူရယာတင့်ရဲ့ထူးခြားချက်အရေးချင်းဘောဓုဒ္ဓဒါမှမဟုတ်ဝန်ဆောင်မှုတွေပေါ်မိကုန်နေပါစေ။တင်သာလျင်ဖြည့်ရင်ပေးနိုင်တဲ့တင်သာလျင်ပိုင်ဆိုင်တဲ့အရာတစ်ခုဖန်တီးထားပါ။ မိဂိုချင်းဒီတင်းရဲ့ຢာတို့ကိုအမခံချက်ပေးပါတယ်။ဘာကြောင့်မိဂိုမှုကိုဖန်တီးတင်တာလဲ။ဖခင်ကချင်းမှာကာကွယ်ခြင်းအကရစ်တင်ဟအလော်တကူအစားထိုးနိုင်တဲ့သူဖြစ်နေရင်တင်းရဲ့သခင်သို့မဟုတ်အဖွဲ့စည်းကတင်းထက်သေးသက်သာတဲ့ဒါမှမဟုတ်ပိုလို့လုံးမဲ့သူကိုရှာဖွေပါလိမ့်မယ်။သို့တော်တင်းမရှိလျင်အလုပ်တွေအလုပ်ရပ်တန့်သွားမယ်ဆိုရင်တင်းကိုဘယ်သူမှဖခင်ရဲ့မှာမဟုတ်ပါဘူး။အာနာတို့လာခြင်းလူတွေကတဲ့ကိုပုံပုံမိကိုလာလေးလေးတင်းရဲ့တောင်းဆိုမှုတွေကိုညှင်းဆန်ဖို့ခက်ခဲလာလေးလေးပါပဲဒါဟာတင်းရဲ့လောက်ပိုင်ခွင့်အနာကိုတဘာဝအတိုင်းမြင့်နေပေးပါတယ် ်တသရှိမှုအမခံခြင်းမိကိုနေတဲ့သူဟာတင့်ဘောတသဖောက်ဖို့ခက်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့တင့်ကိုတသဖောက်လိုက်တာနဲ့သူတို့ရဲ့ကိုကျိုးစည်းပွားတွေပြသသွားမှာကိုသိနေလို့ပါ။ဘယ်လိုလုပ်ဆောင်သင့်တယ်လဲ။အသုံးချနေမရှိမဖြစ်လိုအပ်မှုကိုဖန်တီးပါ။တင်တာသိနိုင်တဲ့လူဝဲကြွညင်မှုဒါမှမဟုတ်တရင်ချက်လည်းကိုထိန်းချုပ်မှုကိုတိဆောက်ပါ။တင့်ရဲ့လုပ်တွေကိုအပြည့်အဝဖော်ထုတ်မပြပါနဲ့။လက်ဆောင်ကိုရှောင်ပါ။လူတွေကိုမလိုအပ်ပဲလက်ဆောင်ပေးခြင်းဒါမှမဟုတ်အကူအညီပေးခြင်းကိုရှောင်ပါလူတွေကတင့်ရဲ့ရရုံးမှုကိုကျေးဇူးတင်ပေမဲ့ သူတို့ဟာတင့်ကိုပေးဆပ်ဖို့လိုအပ်တယ်လို့မခံစားရင်တော့တင့်ကိုလေးမထားတော့ပါဘူးပြဿနာကိုဖြေရှင်းနိုင်သူဖြစ်ပါသည်အဖွဲ့တီတစ်ခုသို့မဟုတ်ပတ်ဝန်းကျင်တစ်ခုမှာတင့်ရဲ့ကြွညင်မှုနဲ့အာဏာကိုအသုံးပြုပြီးကြီးမားတဲ့ပြဿနာတစ်ခုကိုဖြေရှင်းနိုင်သူအဖြစ်ကိုကိုကိုပုံပေါ်ပါဒါမှနောက်ထပ်ပြဿနာပေါ်လာတဲ့အခါတိုင်းတင့်ကိုပဲလိုအပ်လာပါလိမ့်မယ်တမိုင်းဝင်ဥပမာအနေနဲ့တရုတ်နိုင်ငံကောင်းဆောင်မော်စီတုံးဟာသူ့ရဲ့နိုင်ငံရေးပြိုင်ဘက်တစ်ခုကိုအနိုင်ယူရမှာဒီနည်းဥပဒေကိုအသုံးပြုခဲ့ပါတယ်ပါတီအတွင်းမှာပြိုင်ဘက်တွေကသူ့ရဲ့အာဏာကိုရှင်းချဖို့အတွက်ကြိုးစားခဲ့တဲ့အခါမော်စီတုံးဟာ အနာယူသူအဖြစ်ဟန်ဆောင်ပြီးနိုင်ငံရေးနယ်ပယ်ကနေခိတ္တနှုတ်ထွက်ခဲ့ပါတယ်။သူ့ရဲ့ပြိုင်ပွဲတွေကသူ့ရဲ့နေရာကိုဝင်ယူတဲ့အခါနိုင်ငံကိုစီမံခန့်ခွဲရမှာမော်စီတိုရဲ့ဗျူဟာကြတဲ့ဉာဏ်ပညာကိုသူတို့အမှန်တကယ်မိခိုနေရတယ်ဆိုတာကိုသိလာရပါတယ်။နိုင်ငံရေးနယ်စီပွားရေးပြဿနာတွေပေါ်ပေါက်လာတဲ့အခါမော်စီတိုကိုမကြည့်မဖြစ်လိုအပ်လာသူအဖြစ်အနိမ့်မပြုပြီးသူ့ကိုပြန်လည်းဖိတ်ခေါ်ခဲ့ရပါတယ်။မော်စီတိုကခဏတာအနာယူခြင်းအပြင် သူကပါတီတွေမရှိမဖြစ်လိုအပ်သူဖြစ်ကြောင်းသက်တည်ပြနိုင်ခဲ့ပါတယ်။အနည်းချက်အားဖြင့်တဲ့အနာကလုံခြုံမှုဟာတဲ့ရဲ့အရေးချင်းပေါ်တာမှာကပဲ တခြားသူတွေရဲ့အသက်အပေါ်မိကုံမှုအပေါ်မှာလည်းတီမီနေပါတယ်လူတွေကအသက်ရဲ့လက်နဲ့ဒါမှမဟုတ်နေပြီးပါတယ်ကိုလိုအပ်နေအောင်ဖန်တီးပါသူတို့ရဲ့ပိုင်ဆိုင်မှုဖြစ်လာပါစေဒီနည်းဥပဒေ7ရဲ့ရှင်းလင်းချက်ကိုမိတ်ဆွေတို့နားလည်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ရဲ့စာအုပ်ပိုင်ဆိုင်မှုဆိုင်ရာနည်းဥပဒေ48ချက်ထဲကနည်းဥပဒေ7ကိုဆက်လက်ဆွေးနွေးရှင်းပြပေးပါမယ်ခင်ဗျာနည်းဥပဒေ7တားကောင်ကိုရွေးချယ်အသုံးချရန်ယူသားမှုနဲ့ရည်ရွယ်မှုတို့ကိုအသုံးပြုပါဆိုလိုရင်းတဲ့အိဗယ် ဒီနည်းဦးတွေကတော့လူတရားရဲ့ယုံကြည်မှုကိုလင်းမြန်သာရယူနိုင်ဖို့တရားသိက္ခာဖြတ်သိမ်းနိုင်ဖို့အတွက်လဲသားတဲ့နည်းပြဝါကိုဖော်ပြထားပါတယ်လူတရားစိတ်ကောင်းဝင်ပြီးယူသားတဲ့လူတို့တည်ယူစားထားသူတို့ကိုတတိထားဖို့ဒါမှမဟုတ်တန်တရားဝင်ဖို့ခရင်ပါတယ်အဓိကနှစ်သာရတဲ့မူလရွယ်ချက်ကိုဖုံးဝထားဖို့အတွက်နည်းဥပဒေသုံးကိုပြန်ကြည့်ပါအသောပိုင်းမှာယူသားမှုနဲ့လောက်ရတခုသို့မဟုတ်ရရောတဲ့လောက်ရတခုကိုတမင်တကာလှုပ်ဆောင်ပါဒါဟာပြိုင်မဲ့ရဲ့တန်တရားစိတ်တိုင်းကိုချိုးဖျက်လိုက်တယ်လို့ပါပဲသူတို့ကအသင်ကိုယုံကြည်စိတ်ချသွားတဲ့အခါတင်ဟာနောက်ပိုင်းမှာသူ့ကိုအလိုတကူလဲသားနိုင်ပါလိမ့်မယ် ။ဘာကြောင့်ဒီလိုနေပြီးအောင်အသုံးသင့်တာလဲ။တန်သားသိကို ပြက်သီးခြင်းလူများသူကယူသားတဲ့လောက်ရောက်ကိုမထင်မှတ်ထားတဲ့အခါချက်ချင်းလက်ခံယုံကြည်တတ်ကြပါလေ။ဒီလိုလုံချင်းအပြင်တင့်ရဲ့လဲသားမှုကပုံမအောင်မြင်နိုင်ခြင်းရှိပါလေ။အလွယ်တကူချက်ကခွင့်ရခြင်းရရုံးမှုတစ်ခုပြသလိုက်တဲ့အခါပြန်မဲ့ရတင့်ပေါ်ပူပြီးပွင့်လင်းလာပြီးတင့်ရဲ့စိတ်ကူးတွေကိုပုံပုံလက်ခံလာပါလိမ့်မယ်။သူတို့ရဲ့အတွင်းရေးလိုအပ်ချက်တွေကိုတော့တင်ရုံလာပါလိမ့်မယ်။အပြည့်ရှိတယ်လို့မကန်စားရခြင်းဒီနည်းပြဟာကိုအသုံးပြုတဲ့သူဟာသူ့ရဲ့ရည်ရွယ်ချက် ပထမဆုံးလောက်ရတဲ့ဖုံးကွယ်ထားတဲ့အတွက်နောက်ဆုံးမှာလှည့်သားတဲ့အခါပြန်မဲ့ကိုယ်တိုင်ကမလှည့်သားတဲ့သူကိုယုံကြည်ခဲ့မိတဲ့အတွက်မှားယွင်းသွားတာလို့ခံစားနိုင်ရပါတယ်ဘလို့လှုပ်ဆောင်တဲ့လဲရွေးချယ်ထားသောလက်ဆောင်တင်မှန်တကယ်လိုချင်နေတဲ့အရာကိုမယူခင်မှာအဖို့တန်တဲ့လက်ဆောင်တစ်ခုပေးလိုက်ပါဥပမာရန်သူအတွက်လိုအပ်တဲ့ရင်အချက်လက်တစ်ခုကိုအခမဲ့ပေးလိုက်ပါယူသားတဲ့ဝန်ခံမှုတင်ဟာတင်းငယ်တဲ့အမားလေးတို့ခုသို့မဟုတ်အားနယ်ကျလေးတို့ခုကိုပုံမလင်းလင်းဝန်ခံလိုက်ပါဒီလိုလှုပ်ချင်ရင်တင်းကိုလူသားဆန်တဲ့လူထင်မြင်သေးပြီးသူတို့ရဲ့ယုံကြည်မှုကိုရယူနိုင်ပါတယ် တန်ဖိုးကိုမြင့်နေမှာတင်းရဲ့ရာရောက်မှုသို့မဟုတ်ယူတာမှုကတင်းရဲ့ရည်မှန်းချက်နဲ့ဆန့်ကျင်ဘက်ဖြစ်နေပါသည်ဒါမှသာသူတို့ကတင်းကိုအန္တရာယ်ကင်းသူအဖြစ်အမြင်မှားပြီးတတိထားတာကိုချော့ချပေးပါလိမ့်မယ်တမိုင်းဝင်ဥပမာအနေနဲ့20ရာစုရဲ့နာမည်ကျော်လက်ပြားသူကောင်းဗစ်တာလက်စထရစ်ဟာဒီနီဝေးကိုကြွမ်းကျင်သူဖြစ်ပါတယ်သူ့ရဲ့အကြောကြားဆုံးလှည့်သားမှုကတော့ပါရီမြို့တော်ကအီဖီလာတာဝါကိုရောင်းချခြင်းဖြစ်ပါတယ်။လက်စတရာပထမဆုံးထွန်သားပြည်သည်ကုန်တဲ့တစုတီကိုချင်းကက်လာတဲ့အခါသူကယူသားတဲ့အရာရှိတူဦးအဖြစ်ဟန်ဆောင်ခဲ့ပါတယ်။ သူဟာလက်ပိတ်လက်ယူကိစ္စမှာတော်တော်များများပါဝင်နေတယ်ဆိုပြီးသူ့ရဲ့လက်ယူမှုအားနည်းချက်ကိုဝန်ဝင်နေနေဝန်ခံခဲ့ပါတယ်။ဒီယိုသားမှုကကုံတဲတူကိုလက်စတေရတကယ်ပဲတရားဝင်အရာရှိတူဖြစ်ပြီးလက်ယူဖို့တွန်းဆုံမနေတဲ့သူတူဖြစ်တယ်လို့ယုံကြည်သွားသေးခဲ့ပါတယ်။ဒီရွေးချယ်ထားသောယိုသားမှုကြောင့်ကုံတဲတူကလက်စတေကိုလုံးဝယုံကြည်သွားပြီးအီဖယ်လာတာဝါကိုဝယ်ဖို့အတွက်ငွေတွေပေးခဲ့ရာလက်စတေဟာအောင်မြင်စွာလှည့်စားနိုင်ခဲ့ပါတယ်။နှစ်ချောင်းအပြင်စာအပိုင်းတိုင်းမှုဆိုတာလှည့်စားခြင်းအမှုပညာရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။လူတို့ရဲ့တန်တရားစိတ်ကိုပထမဆုံးခြုံမိနေတဲ့စိတ်နဲ့ဖယ်ရှားလိုက်ပါ။ သူတို့ရဲ့စိတ်ကြလက်ကြယုံကြည်သွားတဲ့အခါအသိလိုချင်တာကိုအလွယ်တကူရယူနိုင်ပါလိမ့်မယ်။မိစေတို့အနေနဲ့ဒီ new release ရဲ့ရှင်းလင်းချက်ကိုနားလည်လိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့မိစေများခင်ဗျာ။ကျွန်တော်တို့ရဲ့ဆောင်းရပိုင်ဆိုင်မှုဆိုင်ရာ new release 48ချက်တဲ့က new release 73ကိုဆက်လက်ဆွေးနွေးရှင်းပြပေးပါမယ်ခင်ဗျာ။ new release 73အကူကြီးတောင်းတော့ခါပုဂ္ဂိုလ်ရဲ့အရာအကျိုးစီးပွားကိုလေးပေးပါ။ဘတော်မှာတနာကျင်တာမှုသို့မဟုတ်ကျေးဇူးတရားကိုမတောင်းဆိုပါနဲ့။ဆိုလိုရင်းနဲ့အိဗယ်ဒီ new release ကတော့လူတွေဟာစိတ်ကံစားမှုသို့မဟုတ်ကိုကျင့်စာတရားထက် ကိုပိုင်အကျိုးစီးပွားအပေါ်မှာအဓိကလှုပ်ရှားတတ်တယ်ဆိုတဲ့လူသဘာဝအမှန်တရားကိုဖော်ပြထားတာပါ။တင်ဟာအကူညီလိုတဲ့အခါတင်းရဲ့ဆင်းရဲဒုက္ခဒါမှမဟုတ်အရင်ကသူတို့အပေါ်တင်ပေးခဲ့မှုတဲ့ကျေးဇူးတရားတွေကိုမဖော်ပြသင့်ပါဘူး။အဓိကနှစ်သာရလူတွေစကားနေအကူညီတခုကိုလိုချင်တဲ့အခါသူတို့အတွက်ဘာအကျိုးအမြတ်ရှိမလဲဆိုတာကိုအဓိကထားရှင်းပြပါ။တင်းရဲ့ပြဿနာတွေကသူတို့အတွက်အခွင့်အရေးတစ်ခုဖြစ်ကြောင်းယုံကြည်အောင်ပြောပါ။ဘာကြောင့်ကျေးဇူးတရားကိုမတောင်းဆိုသင့်တာလဲ။ ကျေးဇူးတရားဒီပြောက်ွယ်တဲ့ချင်းတင်သူတပါးအပေါ်ပြုခဲ့တဲ့ကျေးဇူးတရားတွေဟာအချိန်ကြာလာတာနဲ့အမျှမှိမ့်မိန်သွားတတ်ပါတယ်လူတွေဟာသူတို့အပေါ်ပေးသက်တဲ့ကျေးဇူးတရားတွေကိုဝင်တော့ဝင်ဖို့လို့ခံစားရတယ်ပြီးနောက်ဆုံးမှတင့်ကိုရှောင်ရှားသွားပါလိမ့်မယ်အားနေသူလူထင်ရခြင်းတနာကျင်တာမှုကိုတောင်းထုတ်ခြင်းဟာတင့်ရဲ့အနေထားကိုအားနေသူမိကိုယ်သူအဖြစ်ပုံဖော်ရောက်ပါတယ်ဒါအစားကိုရောကြသေးပြီးလေးစားမှုပြောင်းဆုံးနေပါတယ်အကျိုးမြတ်ရှိခြင်း လူတွေကသူတို့အတွက်ဘာမှအကျိုးမြတ်မရှိရင်တင့်ကိုကူညီဖို့အတွက်သူတို့ရဲ့ဖို့တန်းတဲ့အချိန်နဲ့စွမ်းအားတွေကိုမပေးလို့ကြပါဘူး။ဘယ်လိုလုပ်ဆောင်သင့်တယ်လဲ။အတုံးချာနီးအကျိုးမြတ်ကိုလေးပေးပါ။တင့်ကူညီပေးဖို့တောင်းဆိုတဲ့အခါကျွန်တော်ကိုကူညီပေးပါလို့မပြောဘဲဒီတော့ကခမည်းရဲ့နာမည်ကိုဘယ်လိုမြင့်နေပေးနိုင်မလဲဆိုတာကိုအဓိကထားပြောပြပါ။လဲလဲတန်ဖိုးလဲလဲတန်ဖိုးကိုဖန်တီးပါ။တရားသူတို့ရဲ့ရည်မှန်းချက်တွေပန်းနိုင်သူကိုရောက်ဖို့အတွက်တရားတစ်ခုဖြစ်ကြောင်းသူတို့နားလည်အောင်ပြောပြပါ။ဥပမာဒီ project ကိုပြီးမြောက်အောင်ကူညီခြင်းအပြင် အမြဲဥက္ကရာစီမှာမျက်နှာပွင့်လာနိုင်မယ်လို့ပြောတာပါတောင်းဆိုမှုကိုရှင်းရှင်းလင်းလင်းပြောပါတင်လို့ကျင်တော့ပတ်ပတ်လည်းမပြောပဲရှင်းရှင်းလင်းလင်းတောင်းဆိုပါဒါပေမဲ့အဲ့ဒီတောင်းဆိုချက်ကတို့တို့ဘယ်လိုကျူးရှိစီမလဲဆိုတဲ့အချက်နဲ့အမြဲတမ်းတွဲပြီးတင်ပြပါတမိုင်းဝင်ဥပမာအနေနဲ့ရောမဆဲကောင်းဆောင် Kairos Marius ကဒီ new တွေကိုအသုံးချခဲ့သူဖြစ်ပါတယ်မာရီယာဟာပထမဆုံးဆဲအောင်မြင်မှုတွေရပြီးရောမမြို့ကိုပြန်လာတဲ့အခါနိုင်ငံရေးအခြေအနေမခိုင်မာသေးပါဘူးသူကရောမပြည်သူတွေစီအထောက်အပံ့နဲ့မဲဆန္ဒရှင်တွေကို ဆွဲဆောင်ဖို့အတွက်သူ့ရဲ့အတိတ်ကဆုံးလို့အနစ်နာခံမှုတွေဒါမှမဟုတ်တနာဖို့တွေကိုမတောင်းဆိုပါဘူးအဲ့ဒီအစားသူဟာမင်းတို့ငါ့ကိုထောက်ခံရင်ငါကမင်းတို့ရဲ့အကျိုးစီးပွားကိုကာကွယ်ပေးမယ်ဒီလိုပဲတိုက်ရိုက်ပြောသူခဲ့ပါတယ်သူကရောမမျိုးရဲ့လုံခြုံရေးဥပဒေတွေကိုပိုကောင်းလာစေဖို့ဆိုတဲ့ပြည်သူတွေရဲ့ကိုကျိုးစီးပွားကိုသာအဓိကထားပြီးမဲဆွယ်စည်းရုံးခဲ့ပါတယ်အနစ်ချုပ်ဆောင်ရှိသူတွေကလက်တွေ့ကြပါတယ်သူတို့ကလူတွေကိုစိတ်ကံစားမှုသို့မဟုတ်ကျေးဇူးတရားတွေနဲ့မချုပ်ကန်ပါဘူး အဲ့ဒီအစားအကျိုးစီးပွားလိုအပ်ချက်နဲ့အခွင့်အရေးစားတဲ့အရာတွေနဲ့ချုပ်ကန်ပါတယ်။တရားတော်သူတို့ကိုဝန်ကြီးတောင်းနေရင်တော့ပေးကန်နေသူတူဦးလိုပြုမှုပါ။နိဝရေ73ရဲ့ရှင်းလင်းချက်ကိုမိတ်ဆွေတို့နားလည်မလို့ယုံကြည်ပါလေခင်ဗျ။ဟုတ်ကဲ့ဒီနေ့မှာတော့ကျွန်တော်တို့နိဝရေ73ရဲ့ရှင်းလင်းချက်အပြီးမှာခက်တာခဏရန်နာပါမယ်ခင်ဗျ။